ရဲ့မှတ်တမ်းမှာကြတော့ဘာပေါ်လာလဲဆိုရင်အကြီးတဲ့မိန်းမထီးရုပ်ဆိုင်ကြညက်ပြီးတော့ပေါ့နော်အဲဘာကြီးတဲ့မိန်းမရဲ့ပုံမဲပေါ်တော့တယ်အဲတယောက်တည်းပေါ့နော်တယောက်တည်းပုံမဲပေါ်လာတယ်ပေါ့နော်အဲဗီဒီယိုထဲမှာတယောက်တည်းပဲပေါ်တော့တယ်ကလေးမလေးကိုတွေ့တော့အဲ့နဲ့သူတို့စိုးရင်ကပေါ့နော်အဲ့နဲ့ဘာအဖက်ကြီးတဲ့မိန်းမကိုအပူတပြင်းလိုက်ရှာကြတယ်ပေါ့နော်အဲ့ဘာကြီးတဲ့မကိုရှာနေရင်းနဲ့မှကလေးကိုပြန်တွေ့တယ်ဒါပေမဲ့ ဘယ်မှာပြန်တွေ့ရလဲဆိုတော့ညောင်းကြီးတစ်ခုရဲ့တတိယမှာပေါ့နော်ခလေးရဲ့အားလုံးပဲမင်္ဂလာပါဗျာ Quizor Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လှိုင်သာယာမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးတစ်ခုကိုတင်ပြခြင်းပါတယ်ဒီဖြစ်စဉ်လေးကတော့လှိုင်သာယာက ရခိုင် ရိုးလေးကြေးရွာမှာ ဖြစ်သွားတာပါအောင်တပြေကဥဇော်မိုးလှိုင်ဒေါ်အေးဆန္ဒရဲ့သမီးငယ်လေး၃နှစ်အရွယ်သာရှိသေးတဲ့သမီးငယ်လေးကို နဂတ်လေးတရံကြောင့်ရရဆက်ဆက်လှုပ်သွားတယ်။အဲဒီဖြစ်စဉ်လေးကိုအစာဆုံးပြောပြထားတာလေးအသေးစိတ်ပြောပြထားတာလေးကိုပြန်ပြီးတော့ဝေမျှလိုက်ပါတယ်။ဟုတ်ကဲ့ပါဒီဖြစ်စဉ်လေးကိုနားထောင်ကြည့်အောင်ကလေးမိဘများအထူးပြုဆိုင်ပါတော့အခုနောက်ပိုင်းလေလူရည်ရစောင့်ဝင်နေအဆင်မပြေကြတော့လေဟိုလှုပ်တင်လားမလှုပ်တင်လားဆိုတဲ့စိတ်တွေမရှိတော့ဘူးအကုန်လုံးမအဆင်ပြေပြီးရောဆိုပြီးရောလူတက်ဖို့လည်းဝင်မလေးတော့ဘူးပေါ့နော်အခုဖြစ်သွားတဲ့ တနည်းရပါတော့ဖြစ်သွားတာအဆိုင်တန်းရမှာဖြစ်သွားတာပါဆိုင်တန်းမှာဘယ်လိုဖြစ်သွားလဲဆိုတော့အသက်35နှစ်အရွယ်ဗိုက်ကြီးတဲ့တယောက်ပေါ့နော်အဲမိုးရွာကြီးထဲမှာလာပြီးတော့သူတို့တက်ခံရတဲ့ကလေးလေးရဲ့အိမ်ကိုလာတယ်ပေါ့နော်လာပြီးတော့ဗာပြောလဲဆိုတော့ကျမကလည်းအင်္ဂါချင်းလို့ပါတဲ့အင်္ဂါပေါ့နော်ဟိုလလိုက်ပြပေးပါလားပေါ့ဆိုတော့အဲကိုရရပြီးတော့တနာပြီးတော့ဖကြီးနဲ့မိုးရွာကြီးတင်မှလာပြီးတော့ပေါ့နော်ဟိုအင်္ဂါလာမရဖြစ်တဲ့အတွက်သူလည်းလိုက်ပြပေးမယ်ဆိုပြီးတော့ ဆိုင်ကလမ်းဒီတော့တွားထုတ်တာတွားထုတ်နေတဲ့အချိန်မှာအဲ့ညာကလေးလေးပေါ့နော်တူတူအရွယ်လေးကအဲကိုရာဆယ်နှစ်အရွယ်တူတူလေးရဲ့သူ့သမီးလေးက၃နှစ်ကလေးလေးရဲ့အပြင်ထွက်ပြီးတော့မုတ်သွားဝယ်ဖို့ပေါ့နော်အဲ့ထွက်သွားအမေမရှိမှထွက်သွားအဲ့အချိန်မှာအမေမအဲ့ကလေးလေးအနောက်ကိုလိုက်သွားတယ်ခါကြီးတယ်မှာပေါ့နော်လိုက်သွားလိုက်သွားလိုက်သွားပြီးတော့အကောင်လေးကိုဘာပြောလဲဆိုတော့မောင်ဟောတယ်ဟိုတယ်တားရည်တဲ့အမားရဲ့ပစံအိတ်တဲ့တားတို့အိမ်မှာကြံခဲ့တယ်တဲ့ အဲ့ဒါတဲ့အခုမောက်တဲ့ပတ်ဆိုင်ကလေးသွားယူပေးပါလားဆိုပြီးရောအဲ့သူ့ရဲ့အဲ့ကိုရဲ့တူပေါ့နော်ကိုသွားပြီးယူခိုင်းတယ်သွားယူခိုင်းတဲ့အချိန်မှာသူကအဲ့ကလေးမလေးကိုထားခဲ့တဲ့ကလေးမလေးကိုအန်တိုင်းထားပဲခေါ်ထားပေးမယ်ဆိုပြီးရောအဲ့ကောင်လေးကိုသွားယူခိုင်းရအောင်အဲ့ကောင်လေးကအဲ့အင်းလေးရောက်လေးရောက်ကောင်လေးကအင်းရောက်တော့ပတ်စံအိတ်ကိုလိုက်ရှာတာပေါ့နော်အမေမရဲ့ဒါနေခဲ့ထိုင်ခဲ့တဲ့နေရာကြီးပုံလိုက်ပတ်ရှာပတ်ရှာလိုက်ချာသူ့ဦးရတွေ့ရော ပါတဲ့ဘာသာများလဲဆိုတော့ကျွန်တော်လည်းဟိုမမဗိုက်ကြီးတယ်အမပေါ့နော်ပတ်စံရေးကြမ်းနေတယ်ဆိုလို့လိုက်ရှာနေရတဲ့အော်အဲ့ဒါဆိုရင်နဲ့မင်းငါငါသမီးလေးရောဆိုတော့အော်အဲ့ညီမလေးကအဲ့မိမနဲ့ကြမ်းနေတယ်ပေါ့နော်ကျွန်တော်ကခုပတ်စံရေးကြံနေတယ်ဆိုတော့ကျွန်တော်လာရှာပေးကြဆိုတော့အပစံကြီးကလည်းလုံးဝမတွေ့မတွေ့တူတူသူကစိုးရင်ပါဟာအဲ့ဆိုရင်ဖြစ်ဘူးငါတမီးလေးရှိရဲ့နေအောင်သွားမယ်ဆိုပြီးသူတို့သူညက်ရောက်တာလိုက် သွားတာပေါ့နော်အမသွားတဲ့နေရာမှာကောင်မလေးကိုထားခဲ့တဲ့နေရာမှာကလေးမလေးပေါ့နော်မရှိတော့ဘူး။အော်ဒီဘိုက်ကြီးတဲ့မိုင်းမိမကိုလည်းမတွေ့တော့ဘူးပေါ့နော်။မြောင်စလုံးပြတ်သွားရဲ့ပေါ့။ပြတ်သွားရင်မှအာအများထူပူပြီးပေါ့နော်။ပက်ရှာရှာရှာမတွေ့ရဲ့အဆုံးမှာသူတို့ရေးလေပေါ့နော်။လိုက်တိုင်တာပေါ့နော်။ကလေးလေးသုံးနှစ်ကလေးကိုပေါ့အဲ့လိုဘိုက်ကြီးတဲ့မိမကခေါ်ရတယ်ဆိုတဲ့အကြောင်း။လိုက်တိုင်လိုက်တိုင်အောင်အမစီစီဘီမှတ်တမ်းတွေချိလဲချိလဲချိရော။ စစ်စစ်တီဗီတခုရဲ့မှတ်တမ်းမှာကြတော့ဘာပေါ်လာလဲဆိုရင်အကြီးတဲ့မိန်းမထီးရုပ်ထိုင်ရက်ပြီးတော့ပေါ့နော်အဲဘာကြီးတဲ့မိန်းမရဲ့ပုံမဲပေါ်တော့တယ်အဲတယောက်တည်းပေါ့နော်တယောက်တည်းပုံမဲပေါ်လာတယ်ပေါ့နော်အဲဗီဒီယိုထဲမှာတယောက်တည်းပဲပေါ်တော့တယ်ကလေးမလေးကိုတွေးတော့အဲ့နဲ့သူတို့စိုးရင်ကပေါ့နော်အဲ့နဲ့ဘာအဲ့ဘာကြီးတဲ့မိန်းမကိုအပူသမင်းလိုက်ရှာကြတယ်ပေါ့နော်အဲ့ဘာကြီးတဲ့မကိုရှာနေရင်းနဲ့မှကလေးကို ပြန်တွေ့ဒါပေမဲ့ဘမပြန်တွေ့ရလဲဆိုတော့မြောင်းကြီးတစ်ခုရဲ့တလေးရာမှာပေါ့နော်ခလေးရဲ့အသက်မရှိတဲ့ခန္ဓာကိုပြန်တွေ့ရပါတယ်ရှင်သုံးနှစ်ကလေးလေးကအသက်မရှိတော့အဲ့ချိန်မှာဘာတစ်ခုပြောက်နေလဲဆိုတော့ခလေးရဲ့နားမှာပန်လေးထားတဲ့နဖူးလေးပေါ့နော်နဖူးလေးတစ်စုံကပြောက်နေပါတယ်ရှင်နဖူးလေးတစ်စုံရဲ့တန်ဖိုးကလေအများဆုံးရှိမှ၄သိန်း၅သိန်း၆သိန်းပေါ့နော်အဲ့လောက်ကလေးနဲ့ ဘာမှအပြစ်မရှိတဲ့သုံးနှစ်ကလေးလေးကိုဂျန်တက်သွားတာသွေးအေးနဲ့တော့ဖိုက်ကြည့်တယ်သုံးနှစ်သမီးလေးရဲ့နားနှစ်ဖူးလေးကိုလိုချင်လို့ရရဆက်ဆက်နဲ့ကလေးကိုတက်ပြီးရောရေမြောင်းထဲမှာသူကပြစ်ခဲ့တာပါအဲ့တော့လေမြမတို့ပြောချင်တာကအခုခေတ်မှာလူတွေကဘာမှမဟုတ်တဲ့တန်ဖိုးမရှိတဲ့အရင်တန်ဖိုးမရှိတဲ့အရာတွေနဲ့လဲပေါ့နော်လူတက်ဖို့လဲဝင်မလေးဘူးဖြစ်နေတယ်နောက်တစ်ခုကကြတော့ ဖိုက်ကြီးတယ်ဆိုပြီးတော့လေတနာလို့မရဘူးပေါ့နော်အခုဖြစ်မှာဖိုက်ပဲကြီးကြီးဖာပဲဖြစ်ဖြစ်ဘယ်လိုပုံစံမျိုးနဲ့မှလေဟိုတစိမ်းတယောက်ကိုလွလွယ်နဲ့ရှုံလို့မရတော့ဘူးဆိုတဲ့အခြေအနေလေးတစ်ခုကိုတွေ့ရတယ်ပေါ့နော်ဝမ်းနေစွာနဲ့ပေါ့နော်အဲ့တော့အခုခေတ်ကာလမှာတုံးတယုံလူဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ကိုယ်အိမ်လေးကိုအလွယ်တကူဖိတ်မခေါ်ပါနဲ့အကုန်လုံးကလေအခုချိန်မှာခက်ခဲနေကြတော့ ဟိုလှုပ်တင်တာမလှုပ်တင်တာတွေလည်းမသိတော့ဘူးပေါ့နော်လူသက်ကိုလည်းဝမလေးဘူးဖြစ်နေကြပါရဲ့ရှင်အားလုံးအထူးပြုဆိုင်ကြပါနော်ဒါကတော့28ရက်နေ့ကလှိုင်တာမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးပါဟုတ်ကဲ့ပါဘာမဟုတ်တဲ့ရွှေနဂတ်လေးကြောင့်ကလေးလေးလက်စာဖြောက်ခံလိုက်ရအဲတော့ကိုကလေးလေးတွေကိုချစ်ရင်ရွှေမစင်ကြပါနဲ့ဒီခေတ်ကြီးမှာအန်ရယ်တိတ်များပါလေနော်အဲ့ဒါလေးကိုသတိပေးခြင်းပါတယ်နော်နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာကခုနောက်ပိုင်းတော်တော်ကို ဒုစရိုက်မှုတွေဆိုးရွားလာတာပါအဲဒါဘသူကမှယုံလို့မရဘူးကျွန်တော် viewer တွေအနေနဲ့လည်းဘသူကမှမယုံဖို့လိုပါတယ်နော်အခုကဒစိမ့်ပဲဖြစ်ဖြစ်ကိုလူရင်းပဲဖြစ်ဖြစ်သတိထားတာအကောင်းဆုံးပါပဲကိုဘက်ကတက်နိုင်သမျှသတိထားကာကွယ်ဖို့လိုပါတယ်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်ကူးစော်ပါဒီနေ့တော့ဒီလောက်ပါပဲ